လုံငယ်နှစ်နှစ်ဆယ်လောက်တုန်းကရှမ်းရုံမတော်ကြီးဟာခီးသွားတွေကြားထဲမှာတိတ်ပြီးလူသီးများထင်ရှားခြင်းမရှိသေးပါဘူး။သို့တော်လည်းတဘာဝတရားကိုအတန်းနဲ့တည်းမြချင်းမြန်လို့ရဲ့ခီးသွားတွေဖြစ်ကြတဲ့ပီတလူနဲ့ခွန်သားတို့အတွက်တော့ခြွင်းချက်တစ်ခုပါပဲ။သူတို့ဟာအားလက်ချေရရင်လူစီကားမှုမရှိသေးတဲ့တောင်ကုန်းတောင်တန်းတွေမှာညာရီတဲတို့ပြီးလေးလာမှုရှိကြပါဗျ။ ထိုတောင်တန်းတွေမှာလူရွှေထွေးမှုရှိတာကြောင့်သူတို့နေရာဟာတဘာဝတရားကိုတကယ်ပဲနှစ်နှစ်ချက်ချက်ခံစားနိုင်ကြပါတယ်။ဒီနှစ်ဒီဇင်ဘာလကလည်းအရင်နှစ်တည်းလိုပါပဲ။ထိုလုံငန်းတို့ဟာရှမ်းယုံမတော်ထဲမှာတဲထိုးညားရီကိုနေရာကိုရေးချေခဲ့ကြပါတယ်။ထိုနီးငါးတော်ဝင်မှာတော့ရှမ်းတိုင်းသားတွေနေထိုင်ခဲ့ကြပါတယ်။သူတို့ဟာညဘက်မှာကျယ်တွေကြီးဖို့နဲ့မနက်ခင်းမှာနေထွက်တာကိုအပြည့်အဝကြည့်ရှုဖို့တောင်မုံပေါ်ကကွင်းပြင်ကျဲတခုမှာတဲထိုးအိပ်ဆက်ခဲ့ကြတာပါ။ ဆောင်းရာသီရဲ့ညခင်တစ်ခုတောင်ထဲရဲ့အမြင့်ကြောင့်အပူချင်းဟာတဖြည်းဖြည်းနှိမ့်ချလာခဲ့ပါတယ်။ညနေပိုင်းရောက်တော့တငယ်ချင်းနှစ်ယောက်ဟာမီးပုံဖိုးပြီးစကားသမီးပြောဆိုနေကြတာပါ။ထို့နောက်မှာတော့တယောက်တည်းသည်ခွဲပြီးအိတ်ဆက်ခဲ့ကြပါတယ်။ဒါပေမဲ့အင်းနေတဲ့ရာသီဥတုအေးတန်ကြောင့်သူတို့ဟာကောင်းကောင်းအိတ်မပြောနိုင်ခဲ့ကြပါဘူး။အထူးသဖြင့်ပေတလူဟာအိတ်ရာပေါ်မှာခဏခဏလူလွတ်နေကြတာပါ။တို့ချင်းမှာပဲပီတလူအိတ်နေတဲ့တဲကိုတစုံတစ်ယောက်ကလာရောက်လှုပ်ခါနေတဲ့ကဲသူ ဘဲကတုံခါလာခဲ့ပါတယ်။ဒီချိန်မှာပဲအတန်တူတူအန်အတန်တခုကိုသူကြားလိုက်ရပါတော့တယ်။ဒီလေးကိုပြင်မမအောင်အတွင်းလေးကိုဝင်လို့ရမလား။ထိုတန်ပိုင်ရှင်ဟာအရန်အင်းနေလို့နှုတ်ခမ်းကြီးတုံခါနေတဲ့သူတယောက်ရဲ့အတန်နဲ့ဆင်တူနေတာကြောင့်ဘဒုအတန်လေးဆိုတာကိုပြတလူတယောက်သေချာမခွဲခြားနိုင်ခဲ့ပါဘူး။ဒါပေမဲ့သူကတော့သူတငယ်ချင်းခွန်တာလာခွာတာပဲလို့ထင်နေခဲ့တာပါ။ညီနေကြီးခွန်တာဘာကိစ္စများရှိနေတာပါလဲလို့သူတွေးနေခဲ့ပါတယ်။ ။ဟေးခွန်းသာဝင်ငယ်လေကွာ။ပီတလူတဲကိုဖွင့်လိုက်တဲ့အခါမှာတော့ဘသူ့ကမှသူမတွေ့ခဲ့ရပါဘူး။သူတော်လေးအန်အားတင်သွားရပြီးသူ့ဘာသာနားချားမတာပဲလို့တွေ့လိုက်ကတဲကိုအမြန်ပိတ်ပြီးစောင်းချုံအိတ်နေခဲ့ပါရဲ့။ဒါပေမဲ့တိုးချင်းမှာပဲတစုံတစ်ယောက်ကသူ့အနားမှာလာရောက်လှဲအိတ်နေတာကို သူခံစားလိုက်ရပါတော့တယ်။သူလက်ကြီးလိုက်တဲ့အခါမှာတော့အမျိုးသားတစ်ယောက်ရဲ့ဘုန်းကြီးကိုတွေ့လိုက်ရပြီးမဲ့တဲကမောင်းနေတာကြောင့်မျက်နှာကိုတေချာမမြင်ခဲ့ရပါဘူး။ဒါကြောင့်ပီတလူကအခွန်သာပဲလို့ထင်နေခဲ့တာပါ။ အေးခွန်းသားမင်းဘယ်တော့မှဝင်လာတာလဲကွာငါမင်းကိုမမြင်လိုက်ပါဘူးမင်းငါကိုမမြင်နိုင်ပါဘူးဒါပေမဲ့ငါကတော့မင်းရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းသိသိကြကြမြင်နေတယ်အားရတာဟုတ်မဟုတ်ဆိုတော့ကိုလေစကားဆုံးတဲ့ဒုက္ခနာကိုကြီးဒီပေတလူရဲ့မျက်နှာပေါ်သို့ရုပ်တရက်ရောက်ရှိလာပါတော့တယ်မျက်နှာတကူဟာထီလူနေပါဖြစ်သွားတဲ့ခါမှာတော့ပေတလူတယောက်လည်းအော်ဟစ်မိပါတော့တယ်သူဟာနေလုံးပြပြတောင်းမဲမဲတွေနဲ့ပြုံးပြနေတဲ့ထူဖို့ရဲ့ပုံမှန်ထဏံကိုမြင်တွေ့လိုက်ရတာပါ။ ဝေဒလူကအလွန်ထိတ်လန့်သွားတာကြောင့်ထိုဖူအိုးကိုတင်းထုတ်ပြီးတံမီးကိုအမြန်ဆွဲယူကာတဲရဲ့ပက်ပက်လေးကိုရှာကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ဘသူ့ကမှမတွေ့ခဲ့ရပါဘူး။ထို့နောက်တဲကိုဝင်ပြီးအပြင်ဘက်ကိုတံမီးနဲ့တွေးကြည့်လိုက်ပြီးမဲလဲဘသူ့ရဲ့အရေးအောင်ကိုမှသူမမြင်တွေ့ခဲ့ရပါဘူး။သူမြင်လိုက်ရတာဟာလူလားတစေလားဆိုတာကိုမသိခဲ့ပြီးမဲသူမလုံးညုံတော့ဘူးဆိုတာကိုတော့သူခံစားမိလာခဲ့ပါတယ်။ဝေဒလူဟာအနည်းငယ်ကတည်းမှာအိတ်နေတဲ့တငယ်ချင်းခွန်သားစီကိုအပြေးသွားခဲ့ပါတော့တယ် ခွန်သားခွန်သားမင်းအိနေလာလားကွာငါ့အထဲပေးဝင်ဟဗီဒလူကိုဆိုပြီးတဲ့နောက်မှာတော့တဲကချက်ချင်းပွင့်လာခဲ့ပါတယ်ဗီဒလူဟာတွန်းဆုံမနေပဲအမောင်သူဖုံးလွှမ်းနေတဲ့တဲတွေကိုဝင်သွားခဲ့ပါတော့တယ်တဲအထဲမှာမောင်နေတာကြောင့်စောင်းချုံအိနေတဲ့တစ်ဖက်လူရဲ့မျက်နှာကိုတော့ဗီဒလူတယောက်မတွေ့ခဲ့ရပါဘူးဗီဒလူဟာတင်းမကောင်းတော့လို့တစ်ချက်တစ်ချက်သိလိုက်ဖွင့်လိုက်ဖြစ်နေတဲ့ဓမီကိုဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့လေဖွင့်မရသေးပဲစိတ်ထဲမှာတော့ကြောက်ရွံ့မှုတွေကကြီးစိုးလာခဲ့ပါပြီခွန်သားခွန်သား ဟာမင်းကလည်းအင်းနေတော့မလားကွာ။ငါဒီလောက်ညနေကြီးမင်းစီဘာလို့လာလဲဆိုတော့မင်းကမမေးတော့ဘူးလား။တရေကြောင့်လို့ငွေချင်းကိုလာရှာတာပေါ့။ဟုတ်လား။အေးကွန်းသားမင်းကငါးစိတ်ကိုတီးနေတာပါလားကွာ။အေးကွန်းသားငါတဲထဲမှာတဲချောက်ခံလိုက်ရလို့ဟာ။ရှုတည်ရဲ့စောင်းချုံအိတ်နေတဲ့သူဟာထားလိုက်တဲ့အခါမှာတော့ပေတလူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားခဲ့ပါတယ်။ပေတလူကလည်းတံမီးကိုဖွင့်လိုက်တဲ့အချိန်မှာတော့အချိန်ကတိုက်ဆိုင်သွားခဲ့ပါတယ်။ ဒံမီရဲ့လင်းယောင်ဟာအဖိုးရဲ့မျက်နှာပေါ်ကိုကြားရောက်နေတဲ့အခါမှာတော့ပီတလူဟာခုနကတူတဲထဲမှာတွေ့ခဲ့ရတဲ့တရေဖြစ်နေတာကြောင့်ဘုံမထိတ်လန့်သွားခဲ့ပါတော့တယ်။ဟာ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 ပီတလူဟာအလန်တကြားအော်ဟစ်ပြီးတဲတဲကနေထွက်ဖို့ကြိုးစားတဲ့အခါမှာတော့လူရီရဲ့ဆိုသလိုပဲလက်တစ်ဖက်ကသူ့ရဲ့လက်မောင်းကိုဆွဲထားခဲ့တာပါ။အေးအောင်ပီတလူမင်းပြဲသွားမလို့လဲဟာ။ပီတလူဟာခွန်သားရဲ့အတန်ကိုကြားလိုက်ရတဲ့အခါလှူရှမ်းမှုရပ်တန့်သွားပြီးဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တာ။ ခွန်တားရဲ့မျက်နှာပေါ်ကိုကမ်းမီးဖြင့်ထိုးထားလိုက်ပါတော့တယ်။ဒီကမှာတော့အဲ့ချိန်မှတူနဲ့အဲ့ရကနေယခုမှနိုးထလာတဲ့ခွန်တားဖြစ်နေခဲ့တာပါ။ခွန်တားမင်းမင်းခွန်တားတော့ဟေ့အောင်။အေးဟုတ်တယ်လေငါပဲလေဘာလဲငါ့ကိုတည်ရဲ့လို့ထင်နေတာလား။အေးအောင်မင်းကောင်းအဲ့လိုမပြောနဲ့ငါခုနလေးကမှအသေးချောက်ခံတာဟာ။ဘီတလူဟာအဖြစ်ပြက်အားလုံးကိုခွန်တားအားပြောပြနေခဲ့တာပါ။ခုမှနိုးလာတဲ့ခွန်တားကတော့ဘီတလူပြောတာတွေကိုနားမလည်နိုင်ပဲဖြစ်နေပြီးဒါတွေအားလုံးကိုအမှန်လို့သူမယုံကြည်ခဲ့ပါဘူး။ လူလူဟာအမမတာဒါမှမဟုတ်အမြင်မာတာဖြစ်မယ်လို့သူထင်နေခဲ့တာပါ။အဲကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ဟာတောင်ပေါ်ဒေါ်ထဲမှာတဲထိုးပြီးအိတ်ခဲတာအခြေမောင်းများစွာရှိခဲ့ပေမဲ့လည်းမျက်စိနဲ့တဲ့အမြင်ရပြီးချောက်လန့်တဲ့ပုံစံမျိုးကိုသူတို့တစ်ခါမှမကြုံခဲ့ဘူးပါဘူး။အများဆုံးကြားရတာကလည်းအတန်လောက်ပဲဖြစ်ပြီးတရေဆလာတလိဆန်အတန်လားဆိုတာတော့သူတို့တေချာမသိခဲ့ရပါဘူး။ဒါကြောင့်ခွန်သားဟာပြည်လူကိုတတိရှိနေဖို့ပဲပြောကြားလိုက်ပါတယ်။ အေယန်နိုလာရာနဲ့ခွန်တာဟာစီးသွားခြင်းစိတ်ပေါ်လာတာရောက်တဲဘေးကိုအပေါ်သွားဖို့ထွက်သွားခဲ့ပါတော့တယ်။ပီဒလူကလည်းတယောက်တည်းနေခဲ့ဖို့ကြောက်နေခဲ့တာကြောင့်သူ့ကိုပါခေါ်သွားဖို့ပြောနေခဲ့တာပါ။အေယန်ကမရဘူးမရဘူးငါနဲ့အတူတယောက်ရောက်ပါလာရင်ငါစီးထွက်မှာမဟုတ်ဘူးကွ။အကြောက်လို့ပါတငယ်ချင်းဟာအေးပါငါဒီနားလေးပဲသွားမှာခဏလေးပဲမင်းလာဒီမှာနေခဲ့ခွန်တာဟာစိတ်မရှိတော့တာကြောင့်အပြင်ကိုအပေါ်သွားဖို့အတွက်ထွက်သွားခဲ့ပါတော့တယ်။ဒါကြောင့်ပီတလူဟာကြောက်ကြောက်လန့်လန့်ဖြင့်ဂမီးမြောက်ကိုပိတ်လိုက်ဖွင့်လိုက်လုံနေခဲ့ပါတော့တယ်။ တဲအတွင်းမှာတယောက်တည်းရှိနေခဲ့တာကြောင့်ကြောက်လန့်စိတ်ကြီးပုံမဖြစ်ပေါ်လာပြီးခေါ်တာနောက်သို့ပြေးသွားခဲ့ပါတော့တယ်ပီတလူဟာခွန်လာပမာလဲဆိုတာကိုရှာကြည့်ဖို့အတွက်တံမီးကိုဖြွင့်ပြီးထိုးလိုက်တဲ့အခါမှာတော့ဒဲဗီမှာချိုးပေးပြီးစီးသွားနေတဲ့ခွန်သားကိုတွေ့လိုက်ရပါတော့တယ်ဒါကြောင့်ပီတလူလည်းခွန်သားစီကိုလျှောက်သွားလိုက်တာပေါ့နေရရခွန်သားမင်းပြီးပြီလားရောပြီးပြီလားခွန်သားတယောက်သူ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ပီတလူဟာထိတ်လန့်မှုကြောင့်အော်ဟစ်လိုက်ပြီးသူ့လက်ထက်ကတံမီးကလည်းလွတ်ကျသွားခဲ့ပါတယ် ိုသူဟာသူ့တငယ်ချင်းခွန်တာမဟုတ်ပဲသူ့ကိုလိုက်ချောက်လန့်နေတဲ့သရေအဖိုးကြီးပဲဖြစ်နေကြတာပါဒီလူလူဟာတဲတဲကိုပြောင်းဝင်မှုအတွက်ကြိုးစားနေကြတာပါဒါပေမဲ့ကံစိုးတာလည်းဖြစ်တဲကအလဲတကူဖွင့်လို့မရခဲ့ပါဘူးသူ့တငယ်ချင်းခွန်တာကိုအော်ခေါ်ခဲ့ပေမဲ့လည်းဘာတုတ်ပြန်တန်းဖို့မှသူမကြားခဲ့ရပါဘူးအွန်လိုင်းနေတဲ့ဗန်ဝင်းကြီးကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့လူတယောက်ဟာတိုးတဲကိုအမြန်ဝင်ရောက်သွားတော့ကိုပြည်လူတယောက်တွေ့လိုက်ရပါတော့တယ် ဗီဒလူဟာခွန်သာဖြစ်မယ်ထင်ပြီးသူ့တငယ်ချင်းနောက်ကိုအမြန်ပြေးလိုက်သွားခဲ့ပါတော့တယ်။ပြီးတော့ခွန်သာငေါ့ဆောက်ပါအောင်ကွာမင်းကလည်းဘဲဟိုသွားနေတာတော့ဟာလူလူဟာအနေအမြန်လျှောက်သွားခဲ့တာကြောင့်ဗီဒလူဟာအမိလိုက်နိုင်မှုအတွက်ပြေးလွှားနေခဲ့ရတာပါ။သူတို့ကရွာနဲ့အလန်းဝေးတဲ့နေရာမှာရှိတဲ့သစ်သားအိမ်တစ်လုံးစီကိုရှောက်သွားခဲ့ပြီးအိမ်ပေါ်သို့အမြန်တက်သွားခဲ့ပါလေ။ဗီဒလူကလည်းနောက်ကနေတက်သွားခဲ့တာပါ။ဟုတ်လား။မင်းမလို့ဒီနေရာကိုခေါ်လာတာလေကွာ။သူလူဟာသမင်းဟင်းလျာတွေထည့်ထားတဲ့ လင်မန်းတစ်ချက်ကိုယူလာပြီးပေဒလူစီကိုလှည့်ကကမ်းပေးလိုက်ပါတယ်။သူ့အစားအသောက်တွေဟာပုတ်တိုးနေခဲ့ပြီးနောက်တည်တော့တရရဖြစ်နေခဲ့တာပါ။အာလီကျိတ်တဲ့အစားအစာတွေလေပြပြလို့လာတယ်။ဝမ်းအောင်စားတော့တာ။ပေဒလူဟာထိုလ်လူရဲ့မျက်နှာကိုမြင်လဲရတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးတုံဆိုင်နေခဲ့ပါပြီ။အာလီမြင်ပြပြကိုဘလို့ပဲစိတ်ဆူဆူဘလို့ပဲမုံမုံပြပြကတော့တောက်ကအမြဲချင်နေခဲ့တာပါ။ပြပြသားလေးအိမ်ပြန်လာကိုအချာကြီးဆောင်နေရတာကွာ။ဦးလေး ဦးလေးတခုတော့လွဲနေပြီဗျကျွန်တော်ဦးဦးလေးရဲ့သားမဟုတ်ဘူးဗျငွေတွေခိုင်းလာပြီးရှေ့ကိုတိုးလာခဲ့တာကြောင့်ပီတလူဟာနောက်ကိုစုံရင်းစုံရင်းကနောက်ဆုံးမှာတော့အိမ်မကနေပြုတ်ချသွားခဲ့ပါတော့တယ်အာတို့ချင်းမှာပဲခွန်သားဟာတငယ်ချင်းစီရောက်လာခဲ့ပါတော့တယ်ပြီးတော့ပီတလူမင်းဘလို့ဖြစ်နေတာတော့မင်းဒီကိုဘာလာလောက်တာတော့ခွန်သားမင်းမင်းခွန်သားအစ်စ်ပါနော်ဟာအေးဟုတ်တယ်ငါခွန်သားအစ်စ်ငါတဲပေးမှာစီးသွားနေတော့မင်းကငါ့ကိုလမ်းခေါ်တယ်လीအ ငါလက်ကျစ်လိုက်တော့မင်းကငေါ့တရေတဲ့ကောင်လုံးမြင်ပြီးကြောက်လန့်ပြီးထွက်ပြေးသွားခဲ့တာအေးငါလည်းမင်းကိုအခုမြင်အောင်လိုက်လာခဲ့တာပဲခွန်သာပြောပြတာကိုကြားရတဲ့အခါမှာတော့ပီလူကအလွန်မင်းထိတ်လန့်သွားခဲ့ပြီးဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါလဲသူတတိပြောင်းဝင်လာပြီးတရေအင်ကြီးကိုမောကြည့်လိုက်ပြီးမဲ့အင်းပေါ်မှာထိုတရေကိုမတွေ့ရတော့ပါဘူးထိုချိန်မှာပဲရှမ်းတိုင်းရင်သားဖို့တို့ဟာစီမီကုတ်ကိုကင်ပြီးသူတို့စီကိုရှောက်လာခဲ့ပါတယ်ကျွန်တော်တငယ်ချင်းကကြောက်နေတာပါသူကဒီမှာတရေကိုမြင်ခဲ့ရတာလေအင်းမောင်ရင်းတို့မြင်ခဲ့ရတာဒီရောက်ကလူတယောက်ရဲ့ဝိညာဉ်ပါပဲ သူကငားရဲ့တငယ်ချင်းပါသူသားလေးကအိမ်ကနေထွက်သွားပြီးပြန်မလာတော့လို့စိတ်သက်သာပြီးနောက်ဆုံးမှသေသွားခဲ့ရတာလေရှမ်းဘိုးဟာသူ့ရဲ့တငယ်ချင်းအကြောင်းကိုပြောပြခဲ့ပါတော့တယ်သူရှမ်းသေးကြီးဟာအသက်ရှင်နေတော့ကတားတယောက်နဲ့နေထိုင်ခဲ့တာပါသူ့ရဲ့ဇနီးကတော့ဆုံးပါသွားခဲ့ပါပြီရိုင်းတိုင်းပြီးပြည်တတဲ့တာကိုအမြဲစုဘူးချိန်ပေါင်းလေးရှိပါတယ်ဒါကြောင့်တားဖြစ်သူဟာဖခင်ကိုမုန်းလို့သွားပြီးရန်ကုန်မြို့ကတငယ်ရင်းနေနဲ့အလွတ်လွတ်မဲ့ဆိုပြီးအိမ်ကနေထွက်သွားခဲ့တာပါ။ ဖခင်ဖြစ်သူဟာလိုက်ရှာခဲ့ပြီးမယ်လဲတားကိုမတွေ့ခဲ့ပါဘူး။ဒါပြန်လာဖို့ဆောင်းတိုင်းခဲ့ပြီးမယ်လဲနှစ်တည်ကြာလာတဲ့နဲ့အမျှပြန်အောင်လာခြင်းတော့မရှိခဲ့ပါဘူး။သူဟာသူ့ကိုယ်သူအပြစ်တင်ခဲ့ပြီးတားထွက်သွားရတာဟာသူ့ကြောင့်လို့ခံစားရင်စိတ်ဖောက်ပြန်ပြီးယူသွားခဲ့ပါလေ။ညနေတိုင်းမှာတားလေးကြိုက်တဲ့အစားစာတွေကိုပြင်ဆင်လာပြီးတားပြန်လာဖို့စောင့်နေခဲ့ပြီးမယ်။သားတယောက်ပြန်မလာတဲ့အခါမှာတော့အစားစာတွေဟာပုတ်တိုးသွားခဲ့တာပါ။ဒီချိန်ထဲမှာပဲခီးသားတွေဒါမှမဟုတ်တားနဲ့အရွယ်သူတွေတစိမ့်တွေဒီကိုရောက်လာရင် သူဟာသူသားလေးလို့အမှားရသာထင်မှတ်ခဲ့ပြီးတချို့ခီးသွားတွေကိုကြောက်လန့်စေခဲ့ပါတယ်။နှစ်တည်းကြာလာတဲ့နောက်မှာတော့စိတ်ကြဝေဒနာခံစားရပြီးနောက်ဆုံးမှာတော့တည်ဆုံသွားခဲ့ရတာပါ။တငယ်ချင်းနှုတ်ဟာရှင်သေးရဲ့အကြောင်းကိုနားထောင်ပြီးတဲ့နောက်မှာတော့ခံစားချက်တွေခွဲပြားလာခဲ့ကြပါတယ်။လေလူကတော့ကြောက်ရွံ့နေခဲ့တော့ပါပဲ။ဒါပေမဲ့ခွန်သာကတော့ရှမ်းသေးရဲ့ကြီးကိုတနာသွားခဲ့တာပါ။ခွန်သာဟာရှမ်းသေးရဲ့ကြီးရဲ့အိမ်မကိုတက်သွားပြီးလူငယ်တယောက်နဲ့ရှမ်းဖိုးကိုတယောက်တွဲရိုက်ထားတဲ့တပ်ပုံကိုပြင်လိုက်ရပါတယ်။ ီလိုနှစ်ယောက်ကဖခင်နဲ့တားဖြစ်မယ်လို့ခွန်သာတယောက်နားလည်လိုက်ပါတယ်ခွန်သာဟာကျန်တရေကြီးကြောင်ပြောလိုက်ပါတော့တယ်တင်တော့ရန်ကုန်ကိုပြန်ရောက်ပြီးဦးလေးရဲ့သားကိုတွေ့ရင်ဦးလေးစီခေါ်လာပြီးမယ်ဒါပေမဲ့ဦးလေးကလည်းကတိတော့ပေးရမယ်ဒီကြားထဲမှာခရီးသွားတွေနဲ့ဧည့်သည်တွေကိုတွားပြီးမချောက်လန့်ဘူးပဲခွန်သာရဲ့စကားဆုံးမှာရှင်သေးကြီးဟာထန့်ပန်ပေါ်ပေါက်လာခဲ့ပြန်ပါတယ်အနာမရန်နေတဲ့ပေတလူရဲ့ခြေတော်တွေကလည်းနောက်ထပ်တစ်ကြိမ်တုံဆိုင်သွားခဲ့ပြန်ပါပြီမောင်ရေတကယ်ပြောရလားကျွန်တော်တကယ်ပြောတာပါ နေ့တည်းမှာကျွန်တော်သူ့ကိုတွေ့ရင်ပြန်ခေါ်လာပေးမယ်။ဒါပေမဲ့မတွေ့ရင်တော့ဦးလေးလက်လျှော့ပြီးဦးလေးသွားတဲ့နယ်လမ်းကိုဦးလေးသွားရမယ်နော်။တန်နေရာဒီလောက်နဲ့ပဲဆုံးခန်းတိုင်ပြီလို့ဦးလေးသဘောထားလိုက်ပါ။ရှန်တရေကြီးဟာမျက်ရည်တွေဝဲလာပြီးခေါင်းငြိမ်ကြလိုက်ပါလေ။ထို့နောက်သူ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းမှိန်ဖြော့ပြီးပျောက်ကွယ်သွားခဲ့ပါတော့လေ။နောက်တနေ့မှာတော့တငယ်ချင်းတို့ကအလုပ်ပြန်လုပ်ဖို့အတွက်ရန်ကုန်ကိုပြန်လာခဲ့ကြပါလေ။ညဘက်မှာတော့ရန်ကုန်ကငှားထားတဲ့အိမ်ကိုသူတို့ပြောင်းလဲခါမှာတော့ခွေးအောင်တန်းလေးကျဲလောင်းသွားကြာနေကြရတာပါ။ တငယ်ချင်းတွေရောဟာပြတင်းဘောကနေကြိလက်တဲ့ကံမှာတော့ထိတ်လန့်သွားခဲ့ကြပါတယ်။ရှန်တေးကြီးဟာသူတို့ရဲ့အိမ်ချန်ဒီယိုနာမှာရက်နေခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အိမ်မှာလက်ဆင်ရှိနေတာကြောင့်အိမ်ထဲကိုတော့ဝင်မလာနိုင်ခဲ့ပါဘူး။အေးရခွန်းသားမင်းဘာလို့သူ့သားကိုလိုက်ရှာပေးမယ်ဆိုပြီးပသက်စည်းမရှိပဲရှောက်ပြောလိုက်တာ။ခုငါတို့နောက်ကိုလိုက်လာတာမင်းမမြင်ဘူးလား။အေးငါလည်းသူဒီလောက်ထိလိုက်လာနိုင်မယ်လို့မထင်ခဲ့ဘူးလေကွာ။ရှန်တေးကြီးဟာနေတိုင်းသူတို့အိမ်ရှင်မှာလာပြီးသူ့ရဲ့သားကိုစောင့်မျှော်နေပါလိမ့်မယ်။ ။ဒါကြောင့်ဘီဒလူနဲ့ခွန်သားတို့ဟာအဖိုးအိုကြီးရဲ့သားကိုအမြန်ဆုံးရှာတိဖို့လိုအပ်နေခဲ့ပါပြီ။မဟုတ်ရင်တော့သူတို့အေးအေးချမ်းချမ်းနေနိုင်တော့မှာမဟုတ်ပါဘူး။အဆုံးထိကြည့်ရတဲ့ဘေးသံများကိုကျေးဇူးတင်ရှိပါရစေ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးရင်လည်းလှုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ။နောက်ထပ်ပါသားပြန်တရေပုံပြင်များကိုလည်းတင်ဆက်ပေးသွားပါဦးခင်ဗျာ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။